โอเคအားလုံးပဲမြင်လာပါဗျဒီနေ့ကျွန်တော်ကို laptop မှာ laptop တစ်လုံးရဲ့ generation ကို blue ခွဲလဲဆိုတဲ့ဟာလေးကိုအဓိကထားပြီးပြောပြပေးပါပါဖြစ်ပါလိမ့်เนาะဟုတ်ကဲ့ကျွန်တော်တို့ laptop တွေမှာအာပထမဦးဆုံး CPU မှာသူက i3 i5 i9 ပေါ့เนาะဟော i7 အ i7 ပေါ့เนาะဟော i7 ပေါ့เนาะအဲ့လိုမျိုးလေးရှိတယ်ပြီးရင်အခုနောက်ပိုင်းထွက်တဲ့ အဲဟို CPU လေးရှိရှိတယ်ပေါ့နော်။ဟော Core Core 3တို့ Core 5တို့ Core 9တို့ပေါ့နော်။အဲ့လိုမျိုးဟို Core Ultra Ultra 5တို့အဲ့လိုမျိုး Ultra 9တို့ပေါ့နော်။အဲ့လိုမျိုးလေးတွေရှိတယ်ပေါ့နော်။အဲ့ဒါအဲ့ဒီအပြင်ဟိုသူတို့ကအဲ့ဒီအပြင်ဟိုကျွန်တော်တို့ဟို generation ကြတော့သူကဘယ်လိုလဲဆိုတော့သူကပထမအဦးဆုံးကဏ္ဍ၃လုံးနဲ့စရတယ်ဆိုရင်ဒါပထမအဦးဆုံးထွက်တဲ့ဖတ်ကြံပေါ့နော်ဖတ်ကြံဒါပထမအဦးဆုံးနဲ့စတဲ့ အဲဖတ်ချံပေါ့နော်ခဏန်း၃လုံးနဲ့စမယ်ဆိုရင်ပေါ့နော်။ဟောပြီးတော့ second ချံ second ချံရလိပြီးတော့ second ချံရလိပြီးတော့ဟော9ချံအထိက second ချံရလိပြီးတော့9ချံအထိပေါ့နော်9ချံ second ချံအမြင်ရလားမသိဘူးဗျ။ second ချံရလိပြီးတော့9ချံအထိကကျွန်တော်တို့ခဏန်း၄လုံးနဲ့စတယ်ဗျ။ခဏန်း၄လုံးနဲ့စတယ်အဲ ကနန်းလေးလုံးနဲ့စတယ်ပေါ့နော်ကနန်းလေးလုံးနဲ့စတယ်ဒါပေမဲ့အရှိဆုံးအလုံးရဲ့နံပါတ်ကိုပဲကိုကကြည့်လိုက်ပေါ့နော်ဟောစကန်းကြံရလေး9ကြံထိဒါကနန်းလေးလုံးနဲ့စတယ်အဲ့ဒီမှာ2ဆိုရင်2ကြံ2မဟုတ်ဘဲနဲ့3ဆိုရင်ဒါအာတက်ကြံ3မဟုတ်ဘဲနဲ့4ချို့ဆိုရင်4ကြံပေါ့နော်အဲ့လိုပဲ5ဆိုရင်လည်း5ကြံပေါ့နော်ဟောအဲ့ဒီလိုမျိုးပေါ့နော်6ဆိုရင်လည်း6ကြံ6ကြံ uh, 7ဆိုရင်ဒါ7ကြံ8ဆိုရင်ဒါ8ကြံ9ဆိုရင်9ကြံပေါ့နော်9ကြံဒီပေါ့နော်9ကြံဒီကကနန်းလေးလုံးလေးလုံးနဲ့လာတယ်ပေါ့နော်တန်းကြံတန်းကြံရလေပြီးတော့အခုအခုလက်ရှိဟိုပါပေါ့နော်ဟောတတိကြံပေါ့နော်တတိကြံအထိကိုသူကကနန်းကကနန်းက9လုံးဖြစ်သွားပြီနော်ကနန်း9လုံးဖြစ်သွားပြီကနန်း9လုံးဖြစ်သွားပြီကနန်း9လုံးမှာ ရှေ့ဆုံးကနှလုံးပဲကြည့်ရမယ်ပေါ့နော်ရှေ့ဆုံးကနှလုံးက11ဆိုရင်အဲ့ဒါ11ကျန်ပြီးရင်တွဲ11ကျန်ပြီးရင်တွဲဆိုရင်ဒါကတွဲကျန်တွဲကျန်ပေါ့နော်ဟောတွဲကျန်ပြီးရင်တတိဆိုရင်တတိကျန်ပေါ့နော်ဒီလိုမျိုးနီးလေးနဲ့ဒီလိုမျိုးနီးလန်းလေးနဲ့ကိုကိုလက်တော့ရဲ့ CPU ရဲ့ generation ကိုခွဲခြားလို့ရတယ်ပေါ့เนาะ။ဟောရှိမှာတော့ i3 တို့ i5 တို့ i7 တို့ ဟိုဟိုခို3တို့ခို5တို့ခို9တို့ဟိုအထွာခို့အထွာ3တို့အဲအဲ့လိုမျိုးလေးတွေတော့ရှိတာပေါ့နော်ဟောအဲဒါအဲ့ဒါအဲ့ဒါလေးတွေအပြင်ကိုအပြင်ကိုဒါဟိုဟိုဟိုဒါတော့ဟိုသူတို့အပြင်ကိုဒါ generation ခွဲတဲ့နေပေါ့နော်နောက်မှ generation ဆိုပြီးတော့ထပ်လိုက်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဟိုဟို first generation ပေါ့နော် first generation ညာသူက2017မှာ ထုတ်တယ်လို့သူက release date ပေါ့เนาะသူရဲ့ဒီ CPU ရဲ့ release year release year ကသူက2017လို့သူကအကြံမြင်သတ်မှတ်လို့ရတယ်ပေါ့เนาะဒါတော့ဟိုပထမဆုံး generation က2017ပေါ့เนาะဟုတ်ကဲ့ second gen ဆိုရင် second gen ဆိုရင်2012စနစ်ဖြစ်သွားမယ်เนาะ2012 2012အဲ့ဒီလိုပဲအဲ့ဒီလိုပဲအဲ့ဒီလိုပဲတက်ကြံတက်ကြံဆိုရင်တက်ကြံဆိုရင်2012 2012 တက်ကြံဆိုရင်2013ပေါ့နော်2013 2013အဲ့ဒီလိုပဲအဲ့ဒီလိုပဲဟို4ကြံဆိုရင်4ကြံဆိုရင်4ကြံဆိုရင်2014ပေါ့နော်2014 2014ဒီလိုနီလန်းလေးနဲ့ကျွန်တော်တို့ဟိုဟို generation ရဲ့အဲ release year ကိုကျွန်တော်တို့ဟိုတတ်မှတ်လို့ရတယ်ပေါ့နော်တတ်မှတ်လို့ရတယ်တွေ့နိုင်ပါပေါ့နော်တတ်မှတ်လို့ရတယ်ဗျာ 5ချန်ဆိုရင်ဒါ2015ပေါ့เนาะဒါဆိုရင်ကို CPU ရဲ့ generation ကိုကြည့်ပြီးတော့ဟောငါရဲ့ဒီ laptop ရဲ့ laptop ကဘယ်နဲ့ခုနှစ်ထုတ်လဲပေါ့เนาะ CPU ကဘယ်နဲ့ခုနှစ်ထုတ်လဲဆိုတော့ဒါခွဲခြားသိနိုင်တယ်ပေါ့เนาะ6ချန်6ချန်ဆိုရင်2016ပေါ့เนาะဟော2016 6ချန်ဆိုရင်ဟာဒါ2016မှာထုတ်ထားတဲ့အဲ CPU နဲ့ laptop ဆိုတာမျိုးသိရှိနိုင်တယ်ပေါ့เนาะဟော7ချန်7ချန်လဲဆိုရင် 7ချန်ဆိုရင် तू อ่ะ2019ပေါ့เนาะ2019 2019ဟို8ချန်ဆိုရင်8ချန်ဆိုရင်2018 2018ပေါ့เนาะဒီလိုမျိုးနီလန်းလေးเนี่ยကျွန်တော်တို့ဟိုဟို laptop တစ်လုံးရဲ့အဲ CPU ရဲ့အဲ generation တွေကိုခွဲခြားလို့ရရပါတယ်ပေါ့เนาะအော်ကျွန်တော်တို့ laptop ရဲ့ CPU ကဘယ်လောက် generation လဲဆိုတာကိုသိရှိနိုင်ဖို့အတွက်ဒီနီလန်းလေးသုံးပြီးတော့အသုံးပြုပြီးတော့ခွဲခြားလို့ရတယ်ဆိုတာလေးကိုပြပြကျင်တာပါဗျာဟုတ်ကဲ့ဟုတ်ကဲ့ 阿龙，用截图填嘛嘞，比好。